လက်စွပ်ကြီးကလည်းအကြီးကြီးပဲလေအဲ့တော့အဲ့ဒါကြီးကလည်းနဲနှောင်းမဟုတ်ဘူးအဲ့တော့ကိုကတော့အဝေးကနေကြည့်တယ်ဆင်ရောက်ကနေကြည့်တဲ့ခါကျတော့တွေ့တယ်ဘာမှတော့မသိဘူးနီလာကြီးလားပရမညာကြီးလားစိတ်ကြီးကတော့လက်နေကတော့ဒီမီးလိုက်တဲ့မရှိတဲ့အချိန်နဲတဲ့အချိန်မှတော့မှ slide တွေမထိုးထားဘူးလေအဲ့ဒါ back light တွေပဲထိုးပေးထားတဲ့အချိန်မှာဒီလောက်လင်းလန့်နေရဆိုရင်ဒါကြီးကဘယ်လောက်ကြီးတက်မလဲမီးလင်းသွားတယ်ဆိုရဲကိစ္စအလဲဘာလို့မီးလင်းမှန်းတော့ကျွန်တော်လည်းမသိဘူးခင်ဗျာဟိုတခုတည်းပြောပြချင်တာဒီကျွန်တော်ဝက်ဆုံကိုမီးလင်းမယ်လို့ပြောတာလားတော့လဲကျွန်တော်မသိဘူးကျွန်တော်ဝက်ဆုံမှာလည်းဧည့်သည်အတုံးကလည်းမီးလင်းဖို့လည်းမပါတယ်လို့မျိုးကျွန်တော်ကိုအလုတ်အပ်တဲ့သူကလည်းဟိုမီးထည့်ရင်ကောင်းလားလို့အကြံဉာဏ်မတောင်းသလိုကျွန်တော်လည်းမီးထည့်ရင်ကောင်းမှာမလဲအကြံဉာဏ်မပေးပါဘူးခင်ဗျာသူမင်္ဂလာပွဲ၅ပွဲကျင်းပါမှာပါဒါဒီသူ့မွေးနေ့အတွက်ကော်ဖီဆိုင်လေးမှာသူမတိအောင် ေါ်ပေါ်ပါပါချစ်စရာကောင်းပြီးနုနုညံ့ညံ့မထင်းမရင်ပဲနဲ့ကြပြဆန်းဆန်းနွဲ့နွဲ့နောင်နောင်လေးနဲ့ "तू မဝစ်ဖူးတယ် तू ဝစ်နေကြမဟုတ်တယ် तू ကိုမြင်နေကြမဟုတ်တယ်"ပုံစံမျိုးလေးကိုပဲဖန်ပေးဖန်တီးပေးထားတာဖြစ်ပါရယ်ခင်ဗျာ။အချီလူရီတူထလာတဲ့လောကကြီးတဲ့ကွယ်ဒီလိုတွေ့ရချိန်မှာနေတချို့ comment လေးတွေမှာဖတ်ရသေးတယ်အတန်ဟာလဲဘာဖြစ်နေရလဲဘာပြုတ်နေရလဲဆိုတော့သူ့ကိုဗီဒီယိုရိုက်တယ်လို့ သူတိနေရင်တော့မင်းသမီးတယောက်နေနဲ့သူ့အန်သူနေမှာပေါ့ဒါအခုကသူလွတ်လပ်စွာနဲ့သူခလေးလေးတယောက်လိုယတုနဲ့ relationship တခုကိုသူတွေ့ပြီးတော့မှဘာလို့အလိုလုပ်တာလဲဘာလို့အလိုလုပ်တာလဲဆိုတာသူယတုကိုတွေ့လို့ဖြစ်တာလေဒီလိုဖြစ်တာပေါ့နော်ဒီပွဲနဲ့ပတ်သက်မဲ့အကြောင်းအရာမှာဆိုရင်ပွဲပဲနဲ့ပွဲလုံးမယ်တို့ပရီဝဲတင်တွေလည်းတည်ပြီးပြီဘာဆာပရိုက်ဖြစ်စရာအကြောင်းရှိလဲဆိုရဲချစ်ရတဲ့သူတွေရဲ့ စကားလေးတွေနဲ့အရင်ပြောရရင်စိုးပြီးကဘာလို့ surprise ဖြစ်တာလဲဆိုတော့ तू မသိထားလို့ဘာလို့မသိထားတာလဲဆိုတော့သူ့ကိုကိုငယ်ကခေါ်လာတာဒင်နာသွားစားရအောင်ဒီ coffee ဆိုင်လေးမှာဆိုပြီးခေါ်လာခဲ့တာအဲ့အတွက်ကိုငယ်နဲ့ coffee date တယ်ပေါ့ခမညာအဲ့တော့ coffee date တလို့လေးပဲ तू ဝစားလာပါတယ်ပေါ့နော်ဒီရောက်တော့မှ तू ကကိုငယ်နဲ့စားနေတောက်နေနေမှာ ရတူကအပြင်မှာအဝတ်စားလေးနဲ့မသိအောင်ဆော့ဆော့အလိုရောက်ရက်ခတ်နေနေရနေပြီးတော့မှနေရာကျသွားပြီဒီနားလေးမှာဒီလိုလေးနေပါလို့ဆိုတဲ့အချိန်မှာအဲ့လိုလေးနေနေပေးတယ်ခင်ဗျအဲ့အချိန်မှာဆုပ်ပြလေးကထွက်လာပြီးတော့ရှင်းမှာဘူးရောက်နေတယ်မသိဘူးကြိလိုက်ပါအောင်ဆိုတော့မှတကားဖွင့်တော့မှရတူကိုတွေ့ရတဲ့အချိန်မှာတချို့ comment လေးတွေမှာဖတ်ရသေးတယ်အတန်ဟာလဲဘာဖြစ်နေရလဲဘာပြုတ်နေရလဲဆိုတော့သူ့ကိုဗီဒီယိုရိုက်တယ်လို့ သူတိနေရင်တော့မင်းသမီးတယောက်နေနဲ့သူ့ဟာသူနေမှာပေါ့ဒါအခုက तू လွတ်လပ်စွာနဲ့ तू ခလေးလေးတယောက်လို့ယဒုနဲ့ relationship တခုကို तू တွေ့ပြီးတော့မှဘာလို့အလိုလောက်တာလဲဘာလို့အလိုလောက်တာလဲဆိုတာ तू ယဒုကိုတွေ့လို့ဖြစ်တာလေယဒုတော့ရုပ်ရှင်ရိုက်နေရမှာမဟုတ်တာကင်မရာကြီးတက်ထားပြီနော်ဆိုပြေးလေး go ဆိုပြီးပြောတာမှာမဟုတ်တာ तू ယင်နေရနေဆိုပြေးတဲ့စင်အနေနဲ့မဟုတ်ဘူးလေ तू ဘာသာ तू သူ့ဒီဇိုင်နာနဲ့တွေ့တဲ့အချိန်မှာ ကိုနေနေလာဒိတ်တယ်အခန်းထဲမှာရှိနေတယ်အပြင်မှာဘသူရောက်နေလဲဆိုတဲ့အချိန်မှာအယုတ်နဲ့ဖတ်နှက်နဲ့သူ့ဒီဇိုင်နာနဲ့ကသူ့ဒီဇိုင်နာလည်းကုတ်အိမ်ကြီးနဲ့ဒီလိုတွေ့လိုက်တဲ့အချိန်မှာဟဲ့ဘာလုပ်တာလဲဘာလုပ်တာလဲဆိုတော့အဲ့ဒါကိုလေဘာတန်ဖြစ်နေတာလဲဆိုတော့ကျွေးလို့ကြားရတော့အချစ်တော်စီလက်ချက် ဓာတုယင်တဲ့ဟာယဒုနဲ့ relationship အရာပျော်လို့ဖြစ်တဲ့အတန်မှာပြီးတော့ဘာလို့ surprise ဖြစ်တာလဲဆိုတော့ तू ဘာမှမသိထားလို့ပါအဲ့တော့ဒါကတော့ surprise ဖြစ်ခြင်းရဲ့သူ့ရဲ့အတန်ရဲ့ကိစ္စပါနောက်တစ်ခုကဘာလို့စိုးပြေလေးကလမ်းလျှောက်တဲ့အချိန်မှာ ကုန်းကုန်းကွက်ကွက်တွေဖြစ်နေတယ်ဆိုတဲ့ကိစ္စကလည်း တက်ကလေးနဲ့လှေကတိတွေကိုသူကမျက်စိမှိတ်ပြီးတော့မှဟိုးပေါ်ကနေအစစ်စစ်အများကြီးဆင်းလာခဲ့ရတာပါခင်ဗျာအဲ့တော့ तू တောက်ချောင်းနာနေရလဲဖြစ်ရင်ဖြစ်မယ် तू ခရီးကနေပြန်လာတယ်ပင်ပန်းနေရလဲဖြစ်ရင်ဖြစ်မယ်နောက်တစ်ခုဒီမျက်ခင်းပြင်မှာဖြစ်တယ်ဘွက်တီထနေတယ်ရေဒီဆိုနေတယ်အဲ့အတွက် तू ယုံနေရတာကြွနေရတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါလဲစိုးပြေးနေပတ်သက်တယ် ဖနက်နေပတ်သက်တဲ့လမ်းလျှောက်ရတာနဲ့ပတ်သက်လေးလဲကျွန်တော်တခါရရှင်းပြပေးပါရခင်ဗျာနောက်တစ်ခုဒီကိုငဲ့ဂျင်းပေါင်းမီကိစ္စတစ်ခုဒီလဲကိုငဲ့ဒီနိုင်ငံကျော်ထိတ်တန်မင်းသားတယောက်ဖြစ်တယ်လို့သူစီမှာဝစ်စုံပေါင်းများစွာရှိတယ်လို့မျိုးချုပ်လုပ်ဖန်ပြီးပေးနေတဲ့နိုင်ငံကျော်ဖက်ရှင်ဒီဇိုင်နာတွေအများကြီးရှိပါတယ်သူ့အတွက်ဝစ်စုံမရှားပါဘူးခင်ဗျာဒါပေမဲ့သူဟာဒါရိုက်ကူးရေးအတွက်မဟုတ်တယ်လို့မျိုး post တွေတင်ဖို့ခုနကပြောသူ commercial နဲ့အလုတ်လုတ်တာမဟုတ်ဘူးခင်ဗျသူ့ရဲ့စိတ်ခံစားချက်မှာသူ့ကောင်မလေးကို coffee date လုပ်မယ်ဆိုပြီး तू ခေါ်လာခဲ့တဲ့အချိန်မှာစိုးပြည့်နဲ့ तू ကကုတ်ဝမ်းဆက်ကြီးနဲ့ coffee date မှာဒီ coffee ဆိုင်လေးထဲမှာဘလို့လို့ကိုငယ်ကလာထိတ်မှာလဲခင်ဗျအဲ့ဒီအတွက် तू ကသာ तू ဂျင်းပေါင်းမီလေး तू ဝစ်လာတယ် smart ဖြစ်အောင်အပေါ်က jacket အနေနဲ့ဒါအပေါ်ကကုတ်ကလေး formal လေးတစ်ခုပဲ तू t-shirt ကလေးနဲ့ပေါ့ပေါ့ပါပါဝစ်လာတာပါဒါကိုလေကိုငယ်ရဲ့ဂျင်းပေါင်းမီကိစ္စကိုစိတ်ဝင်စားနေတဲ့သူတွေအတွက်လဲထတ်တိုးပြီးဖြေပေးပါရခင်ဗျ နောက်တစ်ချက်ကြံသေးတယ်ပြပြအောင်မယ်ဘာလဲမီးလင်းသွားတယ်ဆိုရယ်ကိစ္စအားလဲဘာလို့မီးလင်းမှန်းတော့ကျွန်တော်လည်းမသိဘူးခင်ဗျာဟိုတခုတည်းပြောပြချင်တာဒီကျွန်တော်ဝတ်စုံကိုမီးလင်းမယ်လို့ပြောတာလားတော့လဲကျွန်တော်မသိဘူးကျွန်တော်ဝတ်စုံကလည်းဧည့်သည်အတုံးကလည်းမီးလင်းဖို့လည်းမပါတယ်လို့မျိုးကျွန်တော်ကိုအလုတ်အပ်တဲ့သူကလည်းဟို မီးထည့်ရင်ကောင်းလားလို့အကြံဉာဏ်မတောင်းသလိုကျွန်တော်ကလည်းမီးထည့်ရင်ကောင်းမှာမလဲအကြံဉာဏ်မပေးပါဘူးခင်ဗျာအဲ့တော့ဟိုမီးထည့်ခြင်းလည်းကျွန်တော်မသိပါဘူးပြီးတော့ဒီပွဲကြီးမှာမီးမလင်းခြင်းဆိုတာလည်းမိုးရီရွာပါတယ်ခင်ဗျာ sound system လည်းဖွင့်လို့မရတဲ့အတွက်ကျွန်တော်တို့ဘန်ပိုင်းမှာလည်းမကင်ရသလိုဘာသချင်းမှာလည်းမဖွင့်ပါဘူးကျွန်တော်တို့ပဲအော်ဆိုကြတာပါခင်ဗျာနောက်တစ်ခုဒီပွဲလောက်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ event presenter MC လည်းမပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က agenda တွေနဲ့ schedule တွေနဲ့ timing တွေလုတ်ထားတာလည်းမဟုတ်ဘူးခင်ဗျာချစ်တဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ပဲစိုးပြေလေးမသိအောင်လို့ပျော်အောင်လုပ်ပေးတာပါပဲဒီနေရာကြီးမှာဒီတက်ထဲရမှာလို့ဒီဝတ်စုံကြီးအရောက်မတောက်ဘူးလို့ဒီတက်ဘလို့တန်ဖို့ရှိရမယ်ဆိုတဲ့အရာကြီးလည်းတခုမှမဖြစ်နိုင်ပါဘူးသူ့မင်္ဂလာပွဲ၅ပွဲကျင်းပါမှာပါဒါဒီသူ့မွေးနေ့အတွက် coffee ဆိုင်လေးမှာသူမသိအောင် ပေါ့ပေါ့ပါပါချစ်စရာကောင်းပြီးနုနုညံ့ညံ့မထင်းမရင်ပဲနဲ့ကြပြဆန်းဆန်းနွဲ့နွဲ့နောင်နောင်လေးနဲ့ "तू မဝစ်ဖူးတယ် तू ဝစ်နေကြမဟုတ်တယ် तू ကိုမြင်နေကြမဟုတ်တယ်"ပုံစံမျိုးလေးကိုပဲဖန်ပေးဖန်တီးပေးထားတာဖြစ်ပါရဲ့ခင်ဗျာအချီလူရီချူထလာတဲ့လောကကြီးတဲ့ခွေကိုဟာကံဖင် ဖြစ်တာပေါ့ပွင့်လင်းပြောလို့ရှိရင်ဒါသူတို့နှစ်ဦးတယောက်ကိုတယောက်ဘယ်လောက်ချစ်လဲဆိုတာဒီလေအားလုံးလည်းသိတယ်လို့ယဒူတို့လည်းအတိဆုံးပဲဖြစ်ပါတယ်အဲ့တော့ဘသူမဆိုလေကိုချစ်တဲ့သူစီကနေပြီးတော့မှအောက်မှာကွာရိုင်းရိုင်းပြောရင်ယဒူတို့တော်မှမွေးနေ့ကိတ်ကလေးပဲဖြစ်ဖြစ်ကိုတပည့်သားသမီးတွေကအခန်းတကားလေးဖွင့်ပြီးလာပေးလိုက်တာနဲ့အကြီးကျယ်ပြောသွားတာလေဒါတော်မှရိုင်းရိုင်းပြောရင်ဒါကိုယ့်ရဲ့တပည့်သားသမီးကလေးတွေပဲရှိသေးတာဟိုကသူချစ်တဲ့သူလေ သူဘဝလက်တွဲမဲ့သူလေအဲ့လူကသူမသိအောင်လို့သူ့နောက်ွယ်မှာဒီလိုအခမ်းအနားမျိုးတွေဒီလိုဝတ်စုံတွေဒီလိုအမှုပညာရှင်တွေကိုမဖြစ်ဖြစ်အောင်အတူတူခရီးသွားပြီးအလုပ်လုပ်နေတဲ့အချိန်မှာဖန်တီးပေးထားတယ်ဆိုတဲ့အရာရဲ့နောက်တစ်ခုသူ့ရင်ထဲမှာဒီဘလိုပဲနေနေကိုငယ်ညီမလေးကသူ့အတွက်ကိုပွဲတစ်ပွဲလုံးမှာအစာဆုံးပြင်ဆင်ပေးထားတယ်ဆိုတာတွေရဲ့အလုံးမအားလက်တဲ့ကြအချိန်မအားလက်တဲ့ကြဒီလိုမိုးတဲ့ရေထဲမှာဟိုပြေးဒီလွားနယ်ကိုမှလုံးဝမညိုမညင်မျက်နှာမပြတ်ဘဲနဲ့ချစ်တဲ့စိတ်လေးနဲ့တက်ရောက်ပေးကြတဲ့အမှုပညာရှင်တွေရဲ့ အခုလိုမျိုး Facebook တွေမှာရောဗီဒီယိုတွေမှာရောမီဒီယာတွေမှာရော ဝေဖန်နေကြပါတယ်အစဲခံနေရပါတယ်ဆိုတော့ပြုံးပြုံးလေးနဲ့အင်တာဗျူးဖြေပေးနေတဲ့သူ့ကိုချစ်တဲ့ဒီဇိုင်နာလေးကလည်းသူ့ကိုလိုလီသေးမရှိဘသူတွေဘလို့ပဲပြောပြောဘလို့ပဲဆက်ဆက်သူ့ကိုအလှဆုံးပံ့ပိုးပေးနေတဲ့သူတွေကိုသူတွေ့လိုက်ရတဲ့အချိန်မှာသူ့ရင်ထဲမှာပျော်ရွှင်မှုရအများကြီးပဲလေတခုတည်းမှမဟုတ်တာအဲ့ဒီအတွက်ကြောင့်မို့လို့သူဟာ9စားလောက်ပို့ပြောမယ်10စားလောက်ပို့ပြောမယ်နောက်တစ်ခုရုပ်ထင်တာကတော့လက်စွပ်ကြီးကလည်းအကြီးပဲလေအဲ့တော့အဲ့ဒါကြီးကလည်းနဲနှောင်းကြီးမဟုတ်ဘူးအဲ့တော့ကိုကတော့အဝေးကနေကြည့်တယ်ဆင်ရောက်ကနေကြည့်တဲ့အခါကျတော့တွေ့တယ် ဘာမှတော့မသိဘူးနီလာကြီးလားပရညာကြီးလားစိတ်ကြီးကတော့လက်နေကတော့ဒီမီးလိုက်တဲ့မရှိတဲ့အချိန်နဲတဲ့အချိန်မှာတောင်မှ slide တွေမထိုးထားဘူးလေအဲ့ဒါဘက်လိုက်တွေပဲထိုးပေးထားတဲ့အချိန်မှာဒီလောက်လင်းလန့်နေရဆိုရင်ဒါကြီးကဘယ်လောက်ကြီးတက်မလဲဘာကြီးဖြစ်မလဲဆိုတော့ကိုရီတောင်မှညရောက်တဲ့အချိန်မှာအမှချက် GDP တွေသူများ post တွေ like ကြည့်ရကြည်ရသေးတာလေဆိုတော့ ကိုချစ်တဲ့လူတစ်ယောက်ကဒီလောက်ထိဘေးဆက်ပြီးတော့မှတန်မိုးထားပြီးတော့မှကိုအလုတ်တွဲလုံနေတဲ့ချစ်ရတဲ့အမှုပညာရှင်လေးရဲ့ကိုနှစ်မိသားစုပေါင်းဆက်ရတော့မယ်ညီမလေးတွေကအစကိုကိုကြွကြွဆူဆူနဲ့ပံ့ပိုးပေးကြတယ်ကိုကိုချစ်တဲ့မိကပ်ပညာရှင်လေးကလည်းဖဏတရားစာခိုးပေးခကြီးကပြန်ပြီးတော့မှလမ်းတစ်ဝက်ကနေပြန်လာတဲ့ပညာရှင်တွေအများကြီးရှိတယ်လူတွေမသိနိုင်တဲ့နောက်ွယ်မှာဒီလိုလေးဖြစ်ဖို့အတွက်ပေးဆက်နေရတယ်အများကြီးရှိတယ်အလုပ်တွေရှိတယ်လမ်းတစ်ဝက်ရောက်နေပြီကားနဲ့ပြန်လှည့်ပေးလာတယ်မိကပ်ပညာရှင်တွေရှိတယ်ယရုတို့လည်း၃ရက်လောက်မအိပ်ဘဲနဲ့ ဆရာဆရာမတွေဒီဇိုင်နာတွေသာမကဘဲနဲ့ចောင်းသားတွေကစာပံ့ပိုးပေးရရင်အများကြီးရှိတယ်။အဲ့တော့သူ့ကိုအားလုံး wifi ဆက်ကြရတဲ့အချိန်မှာသူ့နေရာကနေယဒူတို့တွေးပေးကြည့်ပါ။သူဘယ်လောက်ပျော်လိုက်မလဲဆိုတာခန်းစားပေးလို့ရပါတယ်လို့ယဒူမြင်ပါတယ်။ ကျေးဇူးများတင်ပါတယ်ချစ်ပေးတဲ့သူတွေဝေဖန်ပေးတဲ့သူတွေတူးချင်းတိတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ဘာပဲဖြစ်ဖြစ်လူတယောက်ကိုဝေဖန်ချင်တာပဲဖြစ်ဖြစ်အားပေးချင်တာပဲဖြစ်ဖြစ်တိုက်ခိုက်ချင်တာပဲဖြစ်ဖြစ်နံပါတ်1ကအချိန်ပေးရတယ်။အချိန်ဆိုတာဘဝပဲလေ။ယရုလိုလူတွေဘဝအချိန်နဲ့သတ်မှတ်ထားတာပါ။ expire date ဆိုတာရှိပါတယ်။ဘယ်တော့ယရုလိုတည်ဆုံးမလဲဆိုတာဘယ်သူမှမသိနိုင်တဲ့အချိန်မှာကိုဘဝရဲ့တစိမ့်တစ်ပိုင်းဖြစ်တဲ့ယရုလိုအချိန်ပေးတဲ့အတွက်နံပါတ်1ကျေးဇူးတင်ပါတယ်။နံပါတ်2 energy ပေးရတယ်။ငုတ်တုတ်ထိုင်ပြီးရောအဲ့စာရိုက်လို့မရအောင် ဝေဖန်ခြင်းတော့မှမျိုးလုံးအားဆိုင်ရတဲ့ data ကုန်နဲ့ဖုန်းအားကုန်နဲ့လက်ညောင်းနဲ့ဟုတ်တယ်မလားဒါတွေကရုပ်ရုပ်အတွက်ပေးဆက်တယ်လို့ပဲမြင်ပါတယ်ချစ်လို့တော့လကောင်းဝေဖန်တာတော့လကောင်းအကြံပေးတာတော့လကောင်းတိုက်ခိုက်တာပဲဖြစ်ဖြစ်ပုတ်ခတ်တာပဲဖြစ်ဖြစ်စောင်းညောင်းပြီးပြောတာပဲဖြစ်ဖြစ်လုပ်ငန်းတူမှုလို့အချိန်ပေးတိုက်ခိုက်ပြီးပုတ်ခတ်နေတာမနာလိုလို့ပဲဖြစ်ဖြစ်ကြိုက်တာဖြစ်ပါကျေးဇူးအများကြီးတင်ပါတယ်အချိန်ပေးလူပင်ပန်းခံ data အကုန်ခံမျက်စိညောင်းလက်ညောင်းခံပြီးတော့မှ အရေးတည်ယူနေအခုလိုမျိုးကိုယ့်ရဲ့ wall ပေါ်မှာတင်ကြတာ၄ share ကြတာ၄ဆဲကြတာ၄မန့်ကြတာ၄အတွက်တူးချင်းစီတောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါရယ်ဆက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားတော့ပါမယ်လက်ညှိုးထိုးတိုင်းလည်းရတူကမတိမ်ငယ်တတ် အားမငယ်တတ်တလို့မျိုးလက်ခုပ်တီးတိုင်းလည်းမန်မတက်တတ်တလို့အောက်ခြေလည်းမလွတ်တတ်ပါဘူးရတူကအမြဲတမ်းအကောင်းဆုံးကြိုးစားပြီးလက်မောက်လက်မထောင်နိုင်အောင်ပဲကြိုးစားနေတဲ့သူတယောက်ဖြစ်တယ်လို့ပဲပြောချင်ပါရယ်ကျေးဇူးအများကြီးတင်ပါရယ်ခင်ဗျာ Thank you.